မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပေးနေတာကြောင့်စောင်းမြော်အပေးနောက်ထောက်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာလာဇိုလာဇိုမြို့ထဲမှာလည်းတပုံအားပေးတဲ့လူတွေရှိတယ်နော်တပုံအားပေးတဲ့လူတွေမရှိဘူးဆိုတာမရှိဘူးရှိတာပဲဟုတ်တယ်မလားအဲ့တော့ ကျွန်တော်တက်မတော်ရင်တန်းနေလာရှို့ရောက်ရှိတယ်တရားဝင် သွားတယ်ရောက်တယ်ပြည်သူလူထုတွေကသူတို့ကလည်းပုံမလေးလေးပြောမယ်သူတို့ရဲ့ရုပ်တွေသူတို့ရဲ့ပုံစံတွေသူတို့မတင်ရဘူးလာရှို့မြို့ကိုဝင်သွားတဲ့စစ်ရင်တန်းကို လာရှို့မြို့မှာရှိနေတဲ့ပြည်သူလူထုတွေကဆလိတ်အချိုးရီเนาะ စားစရာသုံးစရာတွေနဲ့ကြိုးဆိုတယ်အဲပြီးလို့ချင်းအောင်တပြေတွေနဲ့ကြိုးဆိုကြတယ်နော်စစ်တပ်ရဲ့မြစ်တမတော်မြန်မာနိုင်ငံတနိုင်ငံလုံးရဲ့ institution တခုလုံးပိုင်ဆိုင်ထားတဲ့ဒီတမတော်ကဝင်လာတဲ့စစ်ကြောင်းတွေကိုနော်အောင်တပြေနဲ့ကြိုးဆိုတယ်အချိုရည်တွေစလိတ်တွေသမင်းပူးတွေစားစရာတွေနဲ့ တက်မတော်ရဲ့မေတ္တာကိုငတ်မို့ခေါင်းပါနေတဲ့ပြည်သူတွေနောက်တစ်ခုကဒီတက်မတော်ရဲ့တန်ဖိုးကိုနားလဲသွားတဲ့ပြည်သူတွေကကြိုးစုံနေကြတယ်နော်တက်ကတူဟာတက်ကတူပေါ့နော်လာချိုးတက်ကတူထဲမှာနေကြတယ်လာချိုးနဲ့ပတ်သက်တာအသိပြဿနာမရှိသူကပြန်လေတည်ဆောက်ရမယ့်အခြေအနေမျိုးဖြစ်တယ်နော်အဲ့မှာလာချိုးမျိုးကန်တချို့သောအောက်တန်းသားပြည်သူတွေကတတဲ့ကသူ့တေး တန်ချောင်းနေဟိုတကားကြီးပောင်နေအကုန်ခိုးကြတယ်တိုက်ကြတယ်ပြေးကြတယ်နော်ဒီ MND ကိုကန့်ပြန်ပြီးတော့ဆုတ်ခွာသွားတဲ့အချိန်မှာအဲလောက်ကြတယ်ဒါကျွန်တော်တို့မြန်မာနိုင်ငံရဲ့အောက်တန်းစားလူတချို့ပေါ့နော်သူတို့ကတော့သူတို့ဓာတ်တွေလောက်တာကိုတက်မတော်မတည်ဘူးအစိုးရမတည်ဘူးတို့သူတို့ထင်တာလား ဒီလာကျော်မျိုးတွေကိုတက်မတော်ဝင်ပြီးဆိုတဲ့ကဂျိုရုမှာတက်မတော်ဘလူဝင်လာတယ်ဘလူလှုပ်ရှားတယ်ဘလူသွားတယ်လာတယ်ဆိုတာကိုအကုန်လုံးသိတယ်ကျွန်တော်တို့ပြည်သူတွေကအယံအားတယ်ပြီးရင်လိုချင်တက်မစိတ်အချောင်းနေအချောင်းစားတဲ့စိတ်နော်ဟိုအောက်တန်းစားစိတ်ပေါ့အယံပေါ်တော့အချောင်းရတဲ့ဟာကိုစစ်တပ်ထဲကနေပြီးတော့မှကြီးပေါင်းနဲ့ခွေသားတဲ့ဟာတွေ အဲ့ဒီသွမိုးတွေတန်တိုင်းတွေအကုန်ကြတာရောင်းမဲရမယ့်အကုန်ယူတယ်အဲ့ဒါကျွန်တော်တို့မြန်မာနိုင်ငံရဲ့အောက်တန်းစားပဲနော်အောက်တန်းစားစိတ်ပဲအဲ့တော့တမတော်ကစောက်ချင်းနဲ့ဝင်သွားတာမဟုတ်ဘူးအိုက်သေးကိုတွဲလာမင်းတို့ပြောပြီးသားနိုင်ငံရေးစစ်ပွဲနော်နေနေလူတွေစစ်ပွဲဖြစ်နေတာဒီနိုင်ငံက အကျဉ်းချင်းခါခါငါပြောခဲ့တယ်နော်အခုကြည့်လိုက်နိုင်ငံရေးစစ်ပွဲမှာတနက်တချမ်းမှမဖောက်ဘဲနဲ့နော်တမတော်ကာကွယ်ဦးစီးချုပ်နာဇာကဝန်ကြီးချုပ်ဦးမေအောင်လိုင်ကငါဟိုနေ့ကပြောသလိုပဲမင်းတို့တိုက်တယ်မင်းတို့လက်နက်တွေတနက်တွေမင်းတို့ယာဒူးတွေတိုင်းမှုအဆင့်တွေတမမှုအဆင့်တွေတိုင်းစီဦးကြီးစိုးအဆင့်တွေစစ်တပ်တွေထဲမှာလက်နက်မရှိဘဲနေမလား မင်းတို့ပေးထားတာပဲမင်းတို့တိုက်ဟုတ်လားအဲ့တော့ရာမာကအရှိန်မြောက်တိုင်းစစ်တန်နာချုပ်တိုင်းစစ်တန်နာချုပ်ကြီးကြာသွားတယ်တိုင်းမှုဘုချုပ်ဆိုတဲ့ဒီဟိုဟာပေါ့ခမားတို့အဲ့လိုတခါတလေကြာရင်လေအင်းတိတ်မတက်နေလို့ပြောတယ်ခမားတို့အဲ့ဒီကျွန်တော်တို့မြင်စေချင်တာကိုကျွန်တော်ပြောမယ်နော်လူကိုလူလိုပဲမြင်ပါအင်းတိတ်ဆိုတာကခမားတို့အင်းတိတ်တစ်ခုလုံးကောင်းတယ်ဆိုရင် အဲ့ဒီအင်းဒိတ်ကြောင်းတွေကိုတက်မတော်တခုကိုပိုင်းပိုင်းနဲ့နဲ့တည်ထောင်လို့ရတယ်။နော်အဲ့ဗိုလ်ချုပ်ဆိုတင်ကိုဒေသ16ကလာဟုတ်လားအခုပဲရောက်နေလေဟမ်အခုဗိုလ်ချုပ်တန်းတင်ဆိုနော်မဗိုလ်ချုပ်မျိုးမင်းတွေနာမကတိုင်းမူဥပမာခမရိုးကခမရိုးကအစွဲလန်းရန်ကြီးတာဟာငါတို့အင်းဒိတ်ကိုမပြောနဲ့ငါတို့အင်းဒိတ်အဲခမရိုးအင်းဒိတ်တခုတခုလုံးအကုန်ကောင်းလား ဟင်အဲ့တော့ तू ကအင်းသိတေသာစကြောင်းမှာတက်တာလေတေသာစကြောင်းကဘူဘူဂျုံဆိုးတင်ဆိုဘူဂျုံဆိုးတင်ပြောမှာဗောအဲ့လိုပြောမှာတိမှာဗောဘူဂျုံဆိုးတင်ကအင်းသိတိုင်းမှာရှိနေဘယ်လိုလုပ်မလဲဟုတ်လားအခုဒီရက်စေပတ်စဉ်အင်းသိ46 BC နံပါတ်3068ဟိန်းစာထွန်းရင်းနှံကြောင်းသား ကိုခိုင်မှာ 2NC နဲ့45တိုင်မှာနေသွားတာကဲအဲ့လိုတက်ပြောတာလေဗျာအကုန်လုံးကကောင်းလို့လားအဲ့တော့အင်းဒိတွေဘာတွေညာတွေခမားတို့အစွဲလန်းကြီးတာကတော်တော်ဆိုးတာနော်အဲ့တော့ကျတော့အဲ့ဟိန်းသာတုံးက40ခုမှလည်းရှိရင်ရှိမယ်50မှလည်းရှိရင်ရှိမယ်အင်းဒိတက်တာတော့မမိုက်ပါဘူးလို့ဘာလို့ညာလို့ဆိုတော့ဟာ မင်းတို့အကုန်လုံးကအဲ့လိုတွေကကောင်းနေတယ်ဆိုရင်တော့ငါတို့တိုင်းပြည်ငါတို့တက်မတော်ကကမ္ဘာမှာနံပါတ်1တောင်ဖြစ်ဖြစ်နေလောက်တယ်ဟုတ်လားဒါရိုးရိုးသားသားပြောတာပါခေါင်းတွေရှိတယ်ဓမင်းတွေဆိုင်သေးချာစဉ်းစားပါเนาะ PC နံပါတ်3068เนาะဟိန်းတာတွန်းကျွန်တော်နန်းခိုင်တရားမှာเนาะမူရစေဝါထည့်ပြီးတော့ဖမ်းပလိုက်တာကျွန်တော်ခေမကားထဲမှာ ။နော်တရားရုံးကလည်းကျွန်တော်ခွင်းလုံးကျွလွတ်လာတာ။ဘာမှသူ့ကိုပြဿနာသွားမချဘူး။နော်ပြောချင်တာငပဲ့တွေလည်းရှိရလို့ပြောချင်တာ။စစ်တပ်မှာဒီစောက်ပဲ့ဆိုတာအလကားထွက်လာတဲ့စကားမဟုတ်ဘူး။နော်မောင်နာမနေနဲ့အဲ့အားဒီကိုယ်တမိုင်းကိုရေးကိုယ်လုပ်ကိုလုပ်ကိုကောင်းဖို့ပဲလိုတယ်။နော်ရှင်းလား။အဲ့တော့ကျတော့အခုလာချိုးရမကခမားတို့တမတော်ကာဝယ်ဦးစီးချုပ်နဲ့ တမတော်ဒုတိယကာကွယ်ဦးစည်းချုပ်ဦးမင်းကာကွယ်ဦးစည်းချုပ်ဦးမင်းရောက်နိုင်တဲ့ဦးစိုးဝင်းနဲ့နော်တိုက်ခိုင်းထားတာလေလက်နက်တွေပေးပြီးတော့မှခင်ဗျားတို့ငွေကြီးစံတွေလူကြီးစံတွေမှန်ခဲ့လို့ရမခတိုင်းစစ်တနာချုပ်ခင်ဗျားတို့လက်ထက်ကနေပေးလိုက်ရတာလေငါမသေးငါစကမ်းမကြစေရဆိုတဲ့စကားနဲ့နော် ရမကဒိုင်းစစ်တပ်နဲ့ဖြစ်သွားတဲ့အချိန်မှာအခုတမတော်ကဝေဦးစည်းချုပ်နဲ့ဘာတူချုပ်ကြီးနဲ့ညှိကိုကြီးဦးကျော်စွာလင်းပြီးဦးစားကချုပ်ကြီးဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့နာဇာကတခွဲဝင်လုံးကတနေ့တစ်ချက်မပေါ်ဝင်နဲ့ရမကတဲ့ဦးစစ်သားတွေပြန်ဝင်သွားတာလေအဲ့ဒါနိုင်ငံရေးစစ်ပွဲလို့ခေါ်တယ်အဲ့ဒီလိုခေါင်းဆောင်တို့ဘယ်မှာသွားချာမှာလဲ နောက်အစင်တက်လာမဲ့စစ်ကောင်းတောင်လေးဒီလိုနိုင်ငံရေးနဲ့စစ်ရေးနဲ့ကိုရေချိန်မျှပြီးတော့မှအခုကြည့်လေကျွန်တော်တို့တမ်းမတော်သားတွေရင်နှန်းတွေရောက်သွားတယ်ဘေးမသိရန်မကပဲအေးဆေးပဲအနာယူလေဆိုတော့အဲ့ဒါကိုပြောတာနော် PDF တွေလည်းမူဆေးရနေပြေးဟိုဟိုပြေးဒီပြေးဟိုရောက်ဒီရောက်တဲ့အကုန်ရောက်နေတာနော်အခုဂျိုကြွနေတဲ့ PDF ကအခုစကိုင်းတိုင်းဘက်မှာရှိတဲ့ PDF တွေလက်နဲ့ကလေးကိုင်းလေးလက်နဲ့တွေလည်းရအောင် လက်နဲ့မဆိုးလို့ရှင်တော့ဘူးနော်မဆိုးလို့ရှင်တော့ဘူးနော်မဆိုးလို့ရှင်တော့ကြတော့ဘာဖြစ်လဲအဲ့လက်နဲ့ခြံပြီးတော့ပတ်ဆက်ရတယ်အဲ့ဒီရဲ့ဆိုးကျိုးကဘယ်မှာခံစားရမလဲဆိုတာကြည့်ထားလိုက်ခင်ဗျားတို့ရွာတွေနာမယ် PDF ကိုအားပေးပြီးတော့မှဝင်းရံနဲ့ထောက်ခံတဲ့လူတွေ နော်ခမားတို့ခမားတို့အိုက်နေရာလောက်မှပြောနေနောင်ချိုတော်မှမရဘူးရှင်းလားနောင်ချိုမှာတော်မှ PDF ကိုဘလို့ထောက်ပံ့ခဲ့တယ်ဘလို့ထောက်ခံခဲ့တယ်ခမားစစ်တက်ကအပေါ်ကနေပြီးတော့တက်မတော်ကအစိုးရပေါ့နော်ဒါတိုင်းပြည်ကိုတော့ပွင့်လင်းပြောမယ်ဗျာနာသာကဝန်ကြီးချုပ်ကလက်ရှိတက်မတော်ကာကွယ်ဦးစီးချုပ်ပဲအပေါ်ကနေခမားတို့အကုန်ကြည့်နေတာနော်ဘာလို့လဲဘာလို့လဲခမားတို့မှတ်တာမှတ်တန်းနေတာအေးနောင်ချိုမျိုးရောက်တော့အဲ့ဒါဘောလာမအောင်မယ် ကြောင်မဲအော်တိုသွားတီဘောလစ်နော်ခမားတို့နိုင်ငံရေးစစ်ပွဲကိုခမားတို့နိုင်ငံရေးအကြောင်းကိုနားမလဲဘဲနဲ့တိုင်းပြည်မှာချီးတော့မလုပ်ပါနဲ့လို့ပြောခြင်းလားနော်ခမားတို့တော့ဒီတိုင်းပြည်ရှေ့မရောက်တာဒီတိုင်းပြည်ကတပြေးပြေးကိုကြောင်ပတောင်းပကံကြောင်ဦးမိဒီလာလမ်းချင်းချင်းလေးနော်မူစင်မန္တလေးလမ်းချင်းချင်းလေးကနေပြီးတော့လမ်းတွေကျယ်လာတယ်ပြည်တော်စုလမ်းမကြီးတွေဖြစ်လာတယ် ကုံတွယ်မှုတွေကောင်းလာတယ်မြဝတီရန်ကုန်အာရှလမ်းမကြီးတွေကောင်းလာတယ်နော်ရန်ကုန်မန္တလေးအမြန်လမ်းမကြီးတွေပေါ်ထွက်လာတယ်နော်တန်းနိုင်တဲ့ဟာကိုအစိုးရကသူ့အစင်းစင်းသူ့ဘာသူလှုပ်သွားပေးနေတယ်နော်ခမရတို့ကဖင်ထတာရားတာနော်ဖင်ထတာရားတော့အခုတိုင်းပြည်ကအခုစကိုင်းသွားကြည့်လိုက်နော်နောက်ဆယ်စုနှစ်တစု စကိုင်းကရွာဖြစ်သွားပြီနော်ခမတို့ငလင်တန်ဘေးဘေးတင်းတင်းစစ်ဘေးဘေးတင်းတင်းနော်မကွေးမျိုးဟိုးတော်ထဲမှာဟိုမြိုင်တို့ပေါ့တို့ကြီးကန်တို့မကြီးကန်တို့ဟုတ်လားလစ်သွားပြီခမတို့နိုင်ငံရေးနားမလဲဘူးစီးရေးနားမလဲဘယ်နဲ့ဘာလို့ရှောက်လို့တာနော်အခုရမကခမတို့ဘာဖြစ်လဲဦးမရောက်လိုက်ဘာဖြစ်သွားလဲခမတို့ကျွန်တော်မေးကြည့်မယ် လာကျော်မျိုးနဲ့ပြည်သူလူထုတွေပဲဒုက္ခရောက်သွားတာဟောအိမ်တွေအခုပြန်ဆောင်ရတော့မယ်နာကဲမတော်ကဘာမှမဖြစ်ဘူးသူ့ရဲ့အိမ်တွေလိုင်းကန်းတွေသူတို့ကနိုင်ငံတော်ဘာကျက်နဲ့ပြန်ဆောက်လို့ရတယ်ခမားတော့ပြည်သူလူထုအိမ်တွေကိုစစ်ဘေးတဲ့ပြည်သူလူထုအိမ်ကိုဘယ်သူကပြန်ဆောက်ပေးမှာလဲဟမ် ဘယ်သူကပြန်ဆောက်ပေးမှာလဲပြောနောက်ပြည်သူပဲနာတာလေပြည်သူလူတို့ကဘယ်ဟာကအစိုးရလဲဘယ်ဟာတပုံလဲနော်ခမရတို့အန်ယူဂျီလိုမျိုးတိုင်းပြည်ကိုဖျက်ဆီးနေတဲ့နော်ပြည်ပြည်အစိုးရကိုလည်းခမရတို့ယုံနော်အခုတက်မတော်ဘာမှဝင်သွားပြီတက်မတော်လိုလာတဲ့ပြည်သူတွေအများကြီးလိုင်းပေါ်မှာသွားကြည်လိုက်နော်အောင်တပြေတွေနဲ့ဂျိုးတယ် ်ဆလိတ်တွေဝယ်ပေးတယ်ကိုင်းတွေဝယ်ပေးတယ်စားစရာတွေဝယ်ပေးတယ်နော်ဓမင်းတုပ်တွေသူတို့ကျွေးကျင်တဲ့ဓမင်းတွေပေးနေတယ်ကဲဘလို့လုံးမလဲကြီးစံတစ်ချက်ပေါက်ရလားအဲ့ဒါတမတော်ကာကွယ်ဦးစည်းချုပ်ရဲ့အရေးအချင်းလို့ခေါ်တယ်မင်းတို့ဗိုင်းမင်းတို့အောက်မှာငွေကြီးစားလူကြီးစားမှပြီးကြိုက်တဲ့လောက်ကြိုက်မင်းတို့မလုံနိုင်တဲ့အလုပ်ကိုငါလုံပြမယ်ဆိုပြီးတော့ ာကွယ်ဦးစည်းချုပ်အပါဝင်ဦးစိုးဝင်းဗိုလ်ချုပ်ကြီးကျော်စွာလင်းဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့နာဆာကအခွဲဝင်တွေအားလုံးမင်းတို့လုံပြသွားလိုက်တာဘာပြောမလဲဟမ်ဘာပြောမလဲပြောကြည့်လိုက်လေဟမ်ပြောကြည့်လိုက်လေမင်းတို့ဘွားလေးမင်းတို့ဘွားတွေကတိုင်းပြည်လည်းမကျွနဲ့ဓမ္မကြီးဓမ္မဓမ္မဓမ္မအပြာအောင်ပဲ အေယာဝတီတိုင်းလေးမျက်နှာမြို့နယ်အောင်ဆန်ကွင်းမှာအောင်ဆန်ကွင်းမှာလင်းရင်မာတဲ့အေရီကိုရှင်းလင်းခဲ့ရာဘုံဒီနှလုံးမြောက်မှာအေရီအစုလိုက် နေတဲ့နေရာကိုကြားရောက်ပေါက်ကွဲခဲ့ရတဲ့အေနစ်ပီရီရဲ့တေဆုံးသူတရားကျော်ရှိပြီးအလောင်းများကိုရှိုဘတ်တို့တိပါကားများနဲ့တည်ယူနေတယ်တဲ့မြေပြင်သတင်းအမှန်ပါတဲ့ဟမ် မင်းတို့ဟို MDA ကိုမင်းတို့ကောင်တွေဝိုင်းတိုက်ဝိုင်းတိုက်လာချိုးဟမ်တခုတော့ပြောပြလိုက်မယ်အပြောက်ကြံအကုန်ပြောက်မယ်နော်အဲ့ဒါကို MDA ကိုကန်ကောင်းကောင်းနားလေသွားလာပြောချင်တာပါလေတိလားမင်းတို့ကလာချိုးအကုန်လုံးလိုချင်တာမဟုတ်လားအေးမင်းတို့အမျိုးပါတုံးသွားမှာနော်ဟိုကတိလို့အတာဒီနောက်ဆုတ်ပေးသွားတာ သဘောပေါက်လားနော်တမတော်ကမလုံသေးဘူးမလုံသေးဘူးဆိုတာမင်းတို့ပြည်သူလူထုရောတမတော်ရောနားမလဲသေးတဲ့ပြည်သူလူထုတွေကောကနော်စစ်တပ်မှလည်းရှိတာပဲလေနော်စစ်သားလုပ်ပြီးစစ်မတိုက်ချင်ကြတော့ဘူးငွေကြီးစံလူကြီးစံတော့လိုက်တယ်ဦးမရောက်လိုက်အဲ့ဒါလေးအကုန်သိတယ်ဦးစိုးပဲလည်းသိတယ်နော်လိုက်တယ်စစ်တပ်ကစစ်သားလုပ်ပြီးစစ်သားလုပ်မလုပ်ပဲနဲ့နော် KDB သွားဖာချကေစုနော်စောက်ဦး ရန်သူတဘုံကိုရန်သူတဘုံလိုမမြင်မဲနဲ့ပေါင်းတင်းနော်နေပြီးတော့မှနော်စစ်ကြတော့တကယ်လဲတိုက်မယ်ဆိုတော့မမတိုက်တိုက်လို့မရတော့ဘူးနော်ကိုအောက်လက်ငယ်သားကိုကြတော့မကြည့်ဘူးနော်